တတလုံးဘုံလုံးကန်လာတဲ့လူတယောက်ကိုခြေကူးပြိုင်ခိုင်းတယ်လို့အမေလေကျွန်တော်ကဝါသနာပါလို့လုပ်တာပါဒီဟာကကျွန်တော်အနေနဲ့ဟိုရေရှည်မှာပရိစာကြီးလုပ်သွားမယ်ဇလမ်းမဲကြီးစားတော့မယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်ကျွန်တော်အသက်အရွယ်ပိုင်းခြားလိုက်မှာကျွန်တော်တာဝန်ယူခြင်းနဲ့စိတ်ရှိနေတဲ့အချိန်မှာတာဝန်ယူပြီးတော့မှဒီတစ်ခုလုံးကိုကောင်းခံပြီးတော့ဟိုလုပ်လုပ်ထားတဲ့ဟာတွေပါဆိုတော့ဒီထဲမှာဟိုအမားရည်လည်းရှိမယ်ကောင်းနိုင်ရည်လည်းရှိမယ်ပျော်စရာလည်းရှိမယ်ဆိုတော့တို့ကကျွန်တော်အဲ့လိုမျိုးပြင်ပန်းနေလို့မြင်မြင်ပေးကြတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ဘာလို့လဲတကယ်လည်းပြင်ပန်းလို့ပါ ကျွန်တော်တို့ဇက်ပြောတဲ့အချိန်မှာကိုချမ်းလဲရေခုန်တယ်လို့အာယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုယ်တိုင်လဲကိုချမ်းကိုချမ်းအလိုမျိုးဒီလိုပုံစံလေးရိုက်ထားတယ်မရှိသေးဘူး။ကျွန်တော်စူးစမ်းကြည့်အောင်ဆိုတဲ့အချိန်မှာအဲခါလေးရဲ့ဒီပုံစံလေးသူသူအာ drummer ဆက်ဆက်မဟုတ်ဘဲနဲ့ပေါ့နော်။ဒီလိုကိုအသွာလာလေးတွေရိုက်ကြမယ်ဆိုပြီးတော့ကျွန်တော်စူးစမ်းကြတာပေါ့။ဆိုတော့ casting ခွဲတာအစအဲကျွန်တော်အကုန်လုံးပေါ့နော်။ဟိုဥဆောင်ပြီးတော့တို့ပြင်မယ်။အဓိက final decision ချတာတော့ content လို့ဖြစ်ပါတယ်။အမှ premium လို့ရှောင်းနောက်နေရတာ။သူကချစ်ဖို့ကောင်းတယ်။သူကမြင်နောက်နေတယ်ဆိုတော့ ဟုတ်တယ်ကျွန်တော်တို့ချစ်တော်ချစ်တယ်မားလို့ပဲဟိုစတီစားပေါ့ကျွန်တော်တို့ကျွန်တော်ဒီလူတွေအကုန်လုံးကကျွန်တော်ရဲ့မိသားစုတွေလိုပဲလေနော်ကိုကျန်အစားဒီကိုတင်မောင်ဆန်းမွန်းအကုန်လုံးပေါ့ဒီကိုဖြိုးဆိုလဲကျွန်တော်မိသားစားလို့ခါစားတော့ကျွန်တော်အတွက်ကိုဟိုတည်တန့်ကြီးကိုကျွန်တော်ကျွန်တော်အတွက်မို့လို့ရိုက်ပေးရအဲ့လိုဘယ်တော့ပြောလဲဟဲ့အောင်ငါမင်းမို့လို့ဒီကားကိုရိုက်ပေးရနော်ဆိုပြီးအောင်ပြီးအောင်ရေးလိုက်လာမသိဘူးဟဲ့ကားဆိုကျွန်တော်တည်တန့်ကိုရိုက်ပေးရဒါတာကိုစုကြော်ဆန်းနေပေါ့အဲ့လိုမျိုးကျွန်တော်ပုံမှန်အောင်စေနာရှိပြီးချစ်ကြတဲ့သူတွေပါကျွန်တော်ပူဆောင်အားစားတယ်စဝင်ကလေးအတိခဲ့တဲ့သူတွေနောက်ဒီပေါင်ဖြန်းလူကလည်း ရဲကျွန်တော်ပုံမှာညီကိုအေးလိုပဲပေါင်းသိနေရတယ်လို့လို့အတူတူလုပ်ခွင့်ရတယ်ဆိုတိုင်းမသိဝန်တာခြင်းနဲ့ပါတယ်ဆိုတော့ရှူတယ်မှာတော့မျိုးစုံစနောက်တာပေါ့ခုနစင်ပေါ်မှာလည်းတခြားလူပြောမလဲရုပ်ရှင်မိစက်ပွင့်နဲ့တူမဲ့မထင်ဘူးဟိုပြောပြောဖို့ကောင်းနေမယ်လို့ထင်ပါတယ်ထရီလာလေးကတော့ကျွန်တော်တို့တွေဖန်တီးကြတဲ့အာထားတဲ့ပုံစံလေးကတော့ပရိသတ်တွေပျော်ရွှင်အောင်ကျွန်တော်ဖန်တီးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကားလေးကဟာတာကားလားဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရိုက်ထားတာကျွန်တော်တို့ဖန်တီးထားတာဟာတာကားစစ်စစ်တော့မဟုတ်ပါဘူးကျွန်တော်ဇလန်းမှာမှလူတွေရဲ့စိတ်နေစိတ်ထားတွေကိုကျွန်တော်တို့ပြချင်တဲ့ဟာလေးတွေလည်းအများကြီးပါပါတယ် ကျွန်တော်တို့အဲဆန္ဒလမ်းညွှန်မှုနဲ့ကျွန်တော်ပြလို့ရတဲ့အပိုင်းအနေအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ခဏကြီးတက်ဆက်ထားတာ။ဟောအဲ့ဒါကိုဖြိုးလေးနောက်လိုက်လို့ပါ။အကင်းတန်းကတော့ဇလန်နဲ့မှာဇက်ရဲ့လိုအပ်ချက်အရာကျွန်တော်ဒီပူဇာမှာလည်းပါပါနေတာပေါ့နော်အဲ့ဒီဘောပါ။ခုနလိုအဲ့လိုမျိုးမြင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကိုရိုင်းစီစဉ်တဲ့ဟာမှာလည်းကျွန်တော်အနေနဲ့ကတော့ တဘာဝိတဘာရဲ့ဝါရဲ့ဇလန်းနဲ့ပတ်သက်တဲ့ပညာရှင်ကြီးမဟုတ်တဲ့အတွက်ဇက်ဇက်မှာဟာပေါက်တွေဂျိုပေါက်တွေလိုအပ်ချက်တွေကတော့တစ်ခုပြီးတစ်ခုတော့ရှိနေဦးမှာပါပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့အမားတွေနေတည်တဲ့နေအောင်အခုတက်ပို့ပြီးတော့ကောင်းကောင်းတော့ကြိုးစားနေပါပါဗျာ။ဟာပေါ့ဘယ်ပြောမလဲ။တစ်တလုံးပုံလုံးကန်တိုင်းလူပြောက်ကိုခြေကူးပြိုင်ခိုင်းတယ်လို့အမေလေကျွန်တော်ကဝါသနာပါလို့လုပ်တာပါဒီဟာကကျွန်တော်အနေနဲ့ဟိုရေရှည်မှာပရိစာကြီးလုပ်သွားမယ်ဇလံမဲကြီးစားတော့မယ်ဆိုတာမဟုတ်ပါဘူး ကျွန်တော်ကျွန်တော်ကျွန်တော်အသက်အရွယ်ပိုင်းခြားလိုက်မှာကျွန်တော်တာဝန်ယူခြင်းနဲ့စိတ်ရှိနေတဲ့အချိန်မှာတာဝန်ယူပြီးတော့မှဒီတစ်ခုလုံးကိုကောင်းခံပြီးတော့ဟိုလုတ်လုတ်ထားတဲ့ဟာတွေပါဆိုတော့ဒီထဲမှာဟိုအမားရည်လည်းရှိမယ်ကောင်းနိုင်ရည်လည်းရှိမယ်ပျော်စရာရည်လည်းရှိမယ်ဆိုတော့တို့ကကျွန်တော်အဲ့လိုမျိုးပြင်ပန်းတွေလို့မြင်မြင်မြင်ပေးကြတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ဘာလို့လဲတကယ်လည်းပြင်ပန်းလို့ပါဆိုတော့ပျော်ပါတယ်အခုချိန်မှာဒီကားယုံတင်ခွင့်ရတဲ့အချိန်မှာအမှတ်တရတွေအများကြီးပဲကျွန်တော်တို့မဟုတ်ကြီးတဲ့သူတွေအကုန်လုံးကျွန်တော်ဒီအခွဲတွေအကုန်လုံးကြီးတဲ့သူတွေအကုန်လုံးအခန်းတိုင်းမှတ်တရဖြစ်နေတယ်ဘာလို့လဲဆိုတော့တို့ သူတို့လည်းအရန်ပင်ပန်းထားကြတယ်ကျွန်တော်အလိုလိုက်ပြီးတော့အဲ့တချင်းလေးကကျွန်တော်ကျွန်တော်အပူကြီးကိုဆမ်းမင်းကလက်ဆောင်ပေးရလက်ဆောင်ပေးရပိုးလို့ကားထဲမှာလို့တချင်းလေးတို့တော့လိုတယ်ကိုလို့အပူကြီးအေးရငါစဉ်းစားလိုက်အောင်ပဲမကြောက်ဘူးနောက်တစ်ရက်လေးရဟဲ့အောင်လေရပြီနောက်တော့ရေးချင်တယ်တချင်းလေးကဇက်နဲ့အတော်လိုက်ဖက်ကြီးရကျွန်တော်တို့ဇက်ဇက်ဇက်အသွားလာနဲ့တချင်းနေကြောက်ကိုဆမ်းမင်းရဲ့ဖန်ပြီးမှုတွေပေါ့နော်နောက်ပြီးတော့မက်ပရမယာကီခံရလဲဒီဇက် cross နေပတ်သက်ပြီးတော့အကုန်လုံးဟိုကျွန်တော်ကျွန်တော်ကျွန်တော်မှုလို့ကိုကိုလုတ်ပေးရတာအများကြီးပဲ ကျွန်တော်ကလေဒီကေပြောတာခုနကိုစမ်းမင်းပြောကားပေါ်မှာကျွန်တော်ထိုင်မှာကတော့ပြတာရှုပ်လို့အာရပါတယ်ညီလေးအားလို့ဟုတ်ပေါ်အကိုလေးကျွန်တော်ကျွန်တော်အကိုရင်းလို့ဆရာရင်းလို့ကျွန်တော်တကယ်ချစ်လို့ပါကျွန်တော်တကယ်ကျေးဇူးဆက်ပြီးကြောက်တာပါလို့အခြားဟိုလိုအပ်တာတွေအကုန်လုံးညွှန်ပြပေးတဲ့အပြင်ဒီကားတစ်ခုလုံးမှာကိုစမ်းမင်းမပါရင်ဒီကားဖြစ်မလာဘူးဆိုတော့အဲ့လောက်ထိကိုသူကကျွန်တော်တို့ဒီတစ်ခွေလုံးကိုပြည်ထားတာအော်ပေါင်ချမ်းလူတီလည်းဟိုရိုက်တဲ့အချိန်မှာတာဝန်ကြီးရယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကိုစမ်းဒီဇက်ရိုက်ချင်တယ်ဆိုပြီးကျွန်တော်ကပြောပြီးတော့ ရိုက်တာပေါ့နော်။သူရင်ခုန်ပြီးတော့မှဟိုရိုက်ဖို့ကြိုးစားနေကြမှုပဲ ਨੇ ကျွန်တော်ကျွန်တော်ရင်ခုန်နေတဲ့ဟာကိုသူကကျွန်တော်အလိုလိုက်ပြီးတော့မှအကောင်းဆုံးခံနေပြရတယ်။သူလည်းလေတောင်ပူကြီးရပါတော့ဆိုတော့အခုချိန်မှာတော့ဒါလေးကမောပြေစရာလေးဖြစ်လာပါတော့ကြာတကယ်ပေးပြီလေးအဲ့လိုအဲ့လိုပဲပြောလို့ရဒီကားမှာအာဥပဝုနဲ့ဒေါ်မြခင်ဆိုရဲနာမည်ပါပါတယ်အဲ့ကျွန်တော်အဘိုးဘွားနာမည်ကျွန်တော်အဲ့လိုကျွန်တော်ဇက်တိဒီမှာကျွန်တော်နဲ့အမတ်တရားဖြစ်တဲ့ဟာတွေအမြင်ထည့်တဲ့အချင်းရှိပါဒီကားလေးကဒီဇက်ဇလန်ပရိမာပေါ့နော်ကျွန်တော်တို့တွေ ဘယ်ဟာမှမသိပဲနဲ့အဲ့လိုဒုက္ခရောက်လာတဲ့ဇက်တစ်ဖွဲ့ကိုအခြေခံပြီးတော့မှဘယ်ဟာမှမသိတဲ့ဇွာတရွာကြီးရှိနေတယ်ဆိုတော့အခြေခံတော့ဒီဇက်ဇလန်ပရင်တိုင်းပဲသွားရဖြစ်တဲ့အတွက်ဟိုအဲ့လိုမျိုးခုနအဲ့လိုမျိုးအဲ့လိုတောင်မကြီးမှာတော့မှားနေမှာတော့ရင်ခုန်လာတော့မရှိပါဘူးကျွန်တော်တို့နေရတာစိတ်ကူးရဇလန်လေးတစ်ခုဖြစ်တဲ့အတွက်အဲဒီပုံမှာပဲအခြေခံပြီးတော့အကောင်းဆုံးဖြစ်အောင်တိုးဆောင်လာကြတာကျွန်တော်ကျွန်တော်ကိုချစ်တဲ့ဂျင်းနဲ့ချစ်ဂျင်းနေအကုန်လုပ်ပေးကြတာပါ ကုန်လုံးပေါ့နော်ချစ်ချင်းနေလွေးကြတော့ဒီခေတ်မှာရုံတင်မှုကားတကားကားကောင်းတကားဖြစ်ဖို့ဆိုတာကကျွန်တော်တို့ budget ကအများကြီးစကားပြောပါတယ်ဆိုတော့ဒီ budget ချပေးထားတဲ့ budget ထဲမှာဝင်အောင်လုပ်ဖို့အတွက်က စကားကောင်းမှုတွေကအကုန်လုံးရဲ့ပတ်မှုမှုနဲ့လည်းတက်ဆိုင်ပါတယ်ဆိုတော့ဒီကားမှာပါထားတဲ့တရုတ်ဆောင်တွေအကုန်လုံးကျွန်တော်အပါဝင်တရုတ်ဆောင်တွေအကုန်လုံးကတကယ်ဟိုပရီဇာတယောက်အနေနဲ့ပြောရမယ်ဆိုရင်အင်မတန်ကိုဒီကားကောင်းလေးတကားဖြစ်ဖို့အတွက်ချစ်ကြီးနဲ့ကျွန်တော်ပရီဇာတယောက်ကိုချစ်တဲ့ချစ်ကြီးအနေနဲ့လုပ်ပေးထားတဲ့သူတွေကြီးပါပဲတယောက်မကြမ်းကျွန်တော်တို့ဒီကားလေးကပေးခြင်းတဲ့ရတလေး message တွေရှိပါတယ်ဆိုတော့ဟာတာကားလားဆိုတော့လေကျွန်တော်ကျွန်တော်ကဟာတာကားပါလို့ကျွန်တော်ပြောဖို့ခက်ခဲပါတယ်အဲ့တော့သေးကားလားဆိုတော့လေ တဲကတော့တေးကတည်းကတေးမပါဘူးဖြစ်နေဆိုတော့ကျွန်တော်လာရောက်ကြည့်ရှုတဲ့အခါကျရင်ပြည်သက်တွေနေနဲ့ကြည့်ရှုတဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးပြောင်းလဲသွားမှာပါဆိုတော့ဒီကားလေးကလာမယ့်16ရက်နေ့ဆိုရင်ယူနေပြသကြီးဖြစ်ပါတယ်ပြည်သက်တွေအားလုံးလာရောက်ကြည့်ရှုအားပေးပါခိတ်ခတ်ပေးပါဝေဖန်ပေးပါအကြံပြုပေးပါလို့လေးစားစွာဖိတ်ခေါ်လိုပါတယ်ဗျာ